မန်စီးတီးတင်ဟာဖီဘာကလပ်ကမ္ဘာဗလာအုပ်စုနောက်ဆုံးပွဲစဉ်မှာဂျိုမန်တန်တင်းကို၅ဂိုး၂ခုနဲ့ဂိုးပြည့်အနိုင်ရခဲ့ပြီးနောက်မိဘဂွာယူလာကကောင်းမွန်တဲ့အသင်းဖြစ်မန်စီးတီးတင်ပြန်လာပြီလို့ပြောခဲ့ပါဗျ။ဂွာယူလာကကျွန်တော်တို့ဒီမိုးလုံနိုင်တာကိုကျွန်တော်နေသက်ပါဗျ။ကျွန်တော်တို့ကဒီမိုးကောင်းမွန်တဲ့စွမ်းဆောင်ရည်မျိုးပေါ်ပြသနိုင်ခဲ့တာကြပါပြီ။ဇာမားတွေကအလွန်ကောင်းမွန်တာကစားနိုင်ခဲ့ပြီးထိတ်တဲအသင်းတင်းတင်းကိုအနိုင်ယူရတဲ့အတွက်ကျွန်တော်ပျော်ရွှင်ပါတယ်။ဒါကတပွဲပဲရှိပေမဲ့ဇာမားတွေကအသင်းကောင်းတင်းဖြစ်ရတာကိုပြန်ပြီးခံစားမိရလို့ကျွန်တော်ထင်ပါတယ်။ယုံကြည်မှုတွေကအတိတ်ကအရာတွေကြောင့်မဟုတ်ပဲစွမ်းဆောင်ရည်တွေကလည်းမြဲနေလာတာပါလို့ပြောခဲ့တာပါ။ န်စီတင်ဟာဒီဘက်မှာဘောလုံးပိုင်ဆိုင်မှု86ရာခိုင်နှုန်းဂိုးပေါက်ကန်သွင်းမှု24ချိန်နဲ့ဂိုးပေါက်တဲမှု17ချိန်တရှိခဲ့ပြီးဂျိုဗနက်တင်ဟာဂိုးပေါက်ကန်သွင်းမှု9ချိန်နဲ့ဂိုးပေါက်တဲမှု2ချိန်သာရှိခဲ့တာဖြစ်ပါတယ်။ဒီဘက်မှာမန်စီတင်ရဲ့အသွင်းကိုတွေကိုဒိုဂူ၊ဟာလန်၊ဖိုရန်၊စာဗင်ဟိုနဲ့ဂျိုဗနက်တင်ကစားမှာကာလူလူကဂိုးကိုသွင်းခဲ့တာဖြစ်ပြီးဂျိုဗနက်တင်တဲ့ဂိုးတွေကို ကုတ်မိုင်းနာနဲ့ဗလာဟိုဗစ်တို့ကသွင်းယူကြတာပါ။ဗန်စီရီနီပြခွာယူလာဒီဘက်မှာပြီးခဲ့တဲ့အဖွင့်ပွဲစဉ်၂ပွဲနဲ့မတူညီတဲ့ပွဲထွက်လူစဉ်ကိုအသုံးပြုခဲ့ပြီးကာလာရှေချာအနားယူခဲ့ရရိုရီကိုလည်းပွဲထွက်လူစဉ်နဲ့အသုံးပြုခဲ့တာဖြစ်ပါတယ်။ဗန်စီရီအသင်းကပြီးခဲ့ရာသီကပျောက်ဆုံးခဲ့တဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကိုဒီဘက်မှာပြန်မြင်တွေ့ခဲ့ရပြီး ီပုံစံကိုဒီအာဒီမှာဆက်ထိန်းနိုင်ဖို့အကောင်းဆုံးစူးစမ်းသွားမယ်လို့နီးပြကွာရီယိုလာကပြောခဲ့ပါဗျာ။ဆွေမနေ့တင်တဲ့ဘက်မှာမက်ဆီအသင်းအတွက်လူစားလဲဝင်ရောက်လာပြီးဂိုးသွင်းယူနိုင်ခဲ့တဲ့တိုက်စစ်မှုဟာလည်းဟာကလပ်နဲ့နိုင်ငံအသင်းကစားသမားဘဝအတွင်းကို300ပြည့်မြောက်သွားခဲ့တာပါ။မက်ဆီသင်းဒီပြခွာရီယာကအသက်24နှစ်ပြည့်မှာတွင်ကို300ပြည့်ခဲ့တဲ့တိုက်စစ်မှုဟာလန်ကိုဂုဏ်ပြုပြုလုပ်ခဲ့ပါရယ်မက်ဆီသင်းဟာဒီဘက်နိုင်ရခဲ့တာကြောင့်အုပ်စုတွင်ထိစုံနေရနဲ့ဆက်ရောက်တဲ့အစီတက်ခဲ့ပြီးဂျိုမနက်သင်းကအုပ်စုဒုတိယနေရာနဲ့ဆက်ရောက်တဲ့အစီတက်နိုင်ခဲ့တာဖြစ်ပါရယ်